ညစာချို့တွေကညစာကိုဟိုတယ်ကြီးတွေမှာချို့တွေကညစာကို စားတောက်ဆိုင်တွေမှာအချို့ကြတော့ညစာကို အိမ်မှာဖွဖွေရရချက်ပြုတ်စားကြတယ်ကြပါမိမဲ့တချို့တချို့တွေရဲ့ညစာတွေကတော့ချို့တဲစီးရင်လာပါတယ် သူတို့တွေရဲ့အလုတ်ကင်တဲ့ဝင်ဝေကညစာကို အိမ်မှာ ဖောက်ဖွေရာချက်ပြုတ်စားတော့ဖို့အခွင့်အလမ်းနေပါကြပါတယ်။မလူကြီးကိုပြောတော့အခုတော့အင်အားရီတိုင်းအင်ကူမျိုးလေးကအဲ့လိုအစားစင်းရဲသူတွေရဲ့ခွက်လက်ဖြစ်နေတဲ့ညစာကိုဖြည့်ဆည်းပေးနိုင်ဖို့တန်ဖိုးတဲ့ညစာဟာ ညရဲ့လမ်းတွေပေါ်ကို ရောက်ရှိလို့လာခဲ့ပါပြီ။သာကတော့ဘာဝအသီးနှံတွေရဲ့အချို့အစိမ့်အရသာတွေနဲ့ပြည်စုံပြီးမှုေးကြိုင်နေတဲ့သီးဆုံးဘဲကလာဟင်းလေးပါငွေနေရာရှိမယ်ဆိုရင်ဒီသီးဆုံးဘဲကလာဟင်းတပွဲနဲ့ထမင်းတစ်ထုပ်ရပါတယ် ထမင်းတစ်နက်ကို200ပေးလို့အဆင်ပြေအောင်စားလို့ရပါပြီ။အရိုရီရှောက်ရောင်းတဲ့ခင်းကျူဟင်းရလေးတွေအလွယ်တကူဝဲစားတာဘာပါတော့အမွေလေးဟန်ကြရတာကွာအလားဝင့်တာမဆုံးပါနေတိုင်းနဲ့မျောနေရတယ်လာရောင်းမလာမဘာပါတော့ဝဲစားတာ အဝဲစားတော့လေဘောတော့မလေး200ဘောလောက်ဆိုတိတ်လို့ဝါတနည်းချက်တနည်းမြင့်တက်လာတဲ့စားတောက်ကုံဈေးနှုန်းတွေကြောင့်ထမင်းဟိယာချက်ပြုတ်နေရတဲ့အင်ရှင်မတွေအတွက်အသက်ရှူမချောင်လာပါဘူး။မြို့ကောင်ဈေးတွေမြင့်တက်နေတဲ့အခုလိုကာလမျိုးမှာ ချွတ်တဲ့မိသားစုတွေရဲ့ချမင်းဝိုင်းဟာအရသာရှိပြီးစံမာရီနဲ့ညီညွတ်တဲ့ဟင်းအမယ်တွေရောက်ရှိဖို့ဆိုတာမလွယ်ဘူးလှပါဘူး။ဒါကြောင့်လဲတီတန်ဘိုးတိညစာကိုစီစဉ်သူကငွေပုံငွေစရှိလာတဲ့အခါအသားဟင်းလေးနဲ့စားကျင်တဲ့ဆိုတဲ့ညှော်လင့်ချက်လေးတွေကိုလည်းဖြည့်ဆည်းပေးခဲ့ပါဗျ။တန်ဘိုးတိညစာဆိုတာစီစဉ်ရတဲ့ပါဗျာ။တန်ဘိုးညစာကားရီကဒီနေ့အကြောင်းလို့ကြောင့်လေးပါနောက်ကျသွားတာကို တိကခုလို့ပြီးတော့စားလုံးမိစ္ဆာကိုဖိတိုင်ခံပါခင်ဗျာသာကတော့ဝတာဟင်း300ကျက်၊ကျက်သားဟင်း500ကျက်ပါ။တီးဆုံပဲကလာဟင်းလိုပဲအဲ့ဒီဈေးနှုန်းမှာသမင်းတစ်ထုပ်လဲပါပါလေ။ဒေမိုင်းဒေမိုင်းရဘူးရှင်သမင်းကြီးတစ်ထုပ်ရတယ်။ကျက်သား500ဘူးသမင်းကြီးတစ်ထုပ်ရတယ်။အစီအစဉ်လည်းမဟုတ်ပြောပါမစင်။ရာသက်သာရပေါ့ဘာလို့လဲကိုယ်တိုင်ချက်တာတော့ခုနပြောသူပေါ့ခွေးတို့ရရပုံနေပေါ့။

ဒီလိုနှုံထားတဲ့ရောင်းချတာကြောင့်ပြီးဆုံးဘဲကလာဟင်းကအမြင့်ပေါ်နိုင်ပေမဲ့အသားဟင်းတွေကတော့ရှုံပါတယ်။အဲ့လိုအမြင့်မပေါ်တဲ့ဒီတန်ဖိုးတင်ညာစာကိုစီစဉ်သူအနေနဲ့ ဘာကြောင့်ရောင်းချပေးနေနိုင်ခဲ့ပါသလဲ။ကျေးလက်နေပြည်သူလူထုတော်တော်များများမှာတနေ့ကုန်ယောက်ျားရောမိန်းမရောခလေးရောအကုန်အလုပ်တွေထွက်လုပ်ပြီးပြန်လာတဲ့အခါမှာမင်းမချက်နိုင်တော့ဘူးခင်ဗျညနေပဲနေကင်းဘက်ကတော့ကိုယ်အလုပ်ရှင်အိမ်ရကျွေးတဲ့နေဖက်ကျွေးမွေးတဲ့ဟိုင်ဟင်းလေးနဲ့စလာကြတာပေါ့အဲ့လက်လုံတဲ့သားလေးတွေကအိမ်ပြန်ရောက်တော့အလွယ်တကူရတဲ့ငပိရည်လေးကိုတဲပြီးတော့ငပိချက်လေးချက်ပြီးတော့အဲ့အိုးလေးနဲ့ခမင်းလေးနဲ့ဖြစ်သလိုစားရတဲ့ဘဝလေးကိုကျွန်တော်လိုက်ကြည့်တဲ့အခါမှာတွေ့လာပါအဲ့လိုဘဝတွေနဲ့လွတ်သွားအောင် ဘယ်လိုလုပ်မလဲဆိုတဲ့သဘောနဲ့ကျွန်တော်ကအစောပိုင်းတော့ကျွန်တော်ကစတူဒီတာဝေပါတယ်စတူဒီတာဝေတဲ့အခါမျိုးကျတော့လေအာနေတိုင်းလည်းမကျွေးနိုင်ဘူးနောက်တစ်ချက်ကတချို့လူတွေကလာမစားကြင်ဘူး။ဒါကြောင့်ဆိုတော့စတူဒီတာလာစားတာဆင်းရဲတဲ့လူမှစားတယ်ဆိုတော့သူတို့ရဲ့မာနာလေးကိုထိကြိုက်တယ်ပေါ့အဲ့တော့ငါတို့ဒါတော့သားမှမဟုတ်တာမစားဘူးဆိုရင်အလေးဖြစ်လာတဲ့အခါမျိုး။အော်သူတို့ကငါစားစီချင်တာဘယ်လိုနည်းနဲ့ရအောင်ပို့မလဲပေါ့နော်။တန်ဖိုးတင်ညစားလိုမျိုးရင်းနေသမင်းတွေကိုချက်မယ်။အဲ့ဒါလေးကိုကျွန်တော်တို့ကနေပြီးတော့ ပြီးတော့တန်ဖိုးတင့်တင့်နဲ့တန်ဖိုးနဲ့သူတို့စားနိုင်တဲ့တန်ဖိုးနဲ့ရောင်းချပေးလိုက်ရင် ဖြစ်မယ်ဆိုတဲ့အတွေ့အကြုံတွေးမိပြီးတော့ကျွန်တော်ဖြစ်အောင်ကြိုးစားခဲ့တာဖြစ်ပါတယ်တို့တန်မိုးတင်ရစာကိုနိုင်စင်ရောင်းချနိုင်ဖို့အတွက်မာကန်စေနာဝန်ထမ်း10ဦးရှိပါတယ်။သူတို့တွေဟာနိုင်စင်မင်းနဲ့6နိုင်ရီမှာစတင်လို့ဈေးဝယ်ထွက်ပါတယ်။ စီကပြန်လာတဲ့အခါမှာတော့ချက်ဖို့ပြုတ်ဖို့အတွက်ဟင်းရွက်တင်သူတင်အသားတိသူလီနဲ့ညစာရောင်းချနိုင်ဖို့အတွက်ပြင်ဆင်ကြပါတော့တယ် ီးရာတွေကိုကျန်းမာရေးနဲ့ညီညွတ်ပြီးအာဟာရပြည့်ဝစေဖို့အတွက်ဆီယမတအူကတာဝန်ယူကြီးကြပ်ပေးပါတယ်။အဓိကကတော့အချုံမုံတဲ့ဇောင်းစီကိုလုံးဝမတုံပါဘူး။ဒီချက်တွေတွေမှာတာရှိတရားစွာနဲ့ဟိုကျန်းမာရေးနဲ့ညီညွတ်အောင်ဆိုပြီးဒီလက်ရည်ကလေးတခါတော့လက်ရည်ကလေးတွေတုံခိုင်းပါတယ်။ပြီးတော့အဒီနန်တွေကိုလည်းပုံမွားစာကင်းစင်အောင်ပြီးတော့ကြားလက်နဲ့ရေကိုအထက်ထက်အခါခါဆေးပြီးတော့ကျွန်တော်ချက်ပြုတ်ပါတယ်ဝက်သားတို့ ကျက်သားလို့ဆိုလို့ရှိရင်လည်းအကောင်လိုက်မှာကျွန်တော်တို့ကရေတထပ်ဆေးပါတယ်အဆေးပြီးတော့အကောင်လိုက်ရေဆင်ပြီးဆိုတော့မှကျွန်တော်တို့ဒီအသားတုံးကိုတုံးပါတယ်အချိုးမပြည့်အောင်ဆိုပြီးတော့ကျွန်တော်တို့အတုံးလိုက်ကရေဆင်ခြင်းမရှိဘူးအဲစီရကကျွန်တော်တို့ကပထမတော့ကတော့ကျွန်တော်ပဲစီဆစ်ဆစ်ကိုမိရရအောင်ဆောင်ပြီးတုံးပါတယ်ခုနောက်ပိုင်းကျွန်တော်တို့အမေရိကန်ကိုပို့တဲ့ဒီနေဂျာစီအလှူရှင်ရှိတဲ့အခါကျတော့အဲ့ဒီတို့ထူထားတဲ့နေဂျာစီကိုပဲတုံးပါတယ် ဒါကြောင့်မို့လဲဒီဟင်းရာတွေကသမန်ကုန်ကြစည်းရိတ်ထက်ပိုများပါတယ်ဒီလိုကျဲမကြီးနဲ့ညီပြီးအရသာရှိတာကြောင့်လဲဒီတန်ဖိုးတင်ညစာကိုစီးရင်နှွမ်းမတဲ့မိသားစုတွေတင်မဟုတ်ပဲအတော်အသင့်အစဉ်ပြေတဲ့မိသားစုတွေကပါအားပေးကြပါတယ်အော်ဒုက္ခပါငွေလေးပေးရသွားမိ ဒီတီးဆောင်ပေကလာဟင်ဟာနှစ်တောင်းမိုးရင်ရင်လူဦးရေတရာအတွက်ရောင်းချနိုင်တယ်လို့အမြက်ကလည်း9000ကျန်ပါတယ်။2015ရဲ့တင်းညံပြီးနောက်ပိုင်းစရောင်းလုံးကတော့စိုက်ကားတစ်စီးနဲ့မိသားစုတရာလောက်ကိုသာရောင်းချနိုင်ခဲ့တာပါ။ ခုခါမှာတော့အနေနဲ့ရဲကအလူရှင်တွေကြောင့်စိုက်ကားလေးစီးအထိုင်ဆိုင်၆ဆိုင်ကားထော်လာကြီးစတာတွေနဲ့မြို့ဝင်ကျင်မှာရှိတဲ့ကြီးရွာအချို့အပါဝင်လူကြီး900လောက်ကိုရောင်းချပေးနေနိုင်ခဲ့ပါပြီ။ပဲပဲရောင်းရည်လေဘယ်ဒီမှာတော့ပါမယ်ကြီးကျွန်တော်ကပါမယ်ကိုလမ်းမတော်ပါမယ်ကျွန်တော်တော့ဝါကွက်စ်ပါမယ်တလုံးကုန်းပါမယ်ဟောချမ်းသာပါမယ်အဲ့ဒီပါလေးသွားရအောင်ဟုတ်ကဲ့

ဒါပေမဲ့နေ့စဉ်ရောင်းချပီးနေတဲ့တန်ဖိုးတင်ညစာကတော့အာပေးမပြက်ကုံမြဲပုံမပါဖရာဟီတာသူသူကပြောလိုက်လို့ရှိရင်ပုံကျုံးမပါဘဲနဲ့အများအကျိုးသီးသန့်ဆိုတာမျိုးကိုချို့ရရည်စူးကြပါလေကျွန်တော်တဘောကအဲ့လိုတည်းစားလို့ရှိရင်ဖရာဟီတာဆိုတာကိုကိုတိုင်းလဲအကျိုးထိုက်တင်အားလာတာရှိမယ်အများအတွက်ကပူတယ်ဆိုရင်ဖရာဟီတာလို့ယူစားလို့ရမှာပါဥပမာကျွန်တော်တန်ဖိုးတင်ညစာလို့ တန်ဖိုးတဲ့ညစာဆိုမှကျွန်တော်တို့အများအကျိုးအတွက်ဆိုရင်တော့တူလိုက်မှာပေါ့နော်လူပြီးရင်ပြီးသွားတာပေါ့ဒါပေမဲ့တန်ဖိုးတဲ့ညစာဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့ပြည်သူလူထုကိုအဲလိုအပ်ချက်ရှိနေတဲ့မိသားစုကိုတိတ်ခါရှိရှိနဲ့ဝယ်စားနိုင်အောင်ကျွန်တော်ကလူတန်ဖိုးချပြီးတော့ရောင်းပေးတယ်ရောင်းပေးတဲ့ကာလမှာတစ်ခါလေကြောက်လို့ကျွန်တော်တို့အမျက်ကလေးကအမျက်ဆုံးလေးကနည်းနည်းလေးရတာပေါ့အမျက်ဆုံးလေးနည်းနည်းရတယ်ဒါတကယ်ကြတော့လည်းကျွန်တော်တို့ဟိုဟာအရင်နဲ့ကပါသွားတာရှိပါတယ်အဲ့လိုပန်ဝဲကျင်တဲ့လို့တော့ရေရှည်ရက်တည်နိုင်တာပေါ့နော်အဲ့ပရာဟိတဆိုတာအများအကျိုးကို တန်ဖိုးရှိမယ်အများအတွက်ကိုပို့ပြီးတော့အကျိုးအမြတ်ရှိမယ်အလုပ်ငန်းတစ်ခုလို့ကျွန်တော်နေနဲ့ယူဆထားပါတယ်တိုင်းပြည်မှာနွမ်းမသူတွေရဲ့လိုအပ်နေတဲ့အာဟာရဓာတ်နာကိုတရောင်းကနေရကဖြည့်ဆည်းပေးလိုက်နိုင်တဲ့သူ့ရဲ့ဒီစိတ်ကူးကောင်းနေကြမှာပဲအခုအခါမှာတော့ပြည်ပရောက်မြန်မာတွေကချီးမြှင့်တဲ့2015ခုနှစ်ရဲ့ပြည်သူ့ကုန်ရေးအထူးစုကိုသူတို့ဆုရှင်ပါပြီအမတန်ကို ဝမ်းမြောက်ခုန်ယူမိပါတယ်ဒီစုကိုရရှိသွားတဲ့အတွက်ကြောင့်ကျွန်တော်နောက်နောက်တခုလို pride အလုပ်တွေအများကြီးကိုဒီထက်ပိုပြီးတော့လုပ်နိုင်မယ်လို့လည်းကျွန်တော်မှာအင်အားတွေဖြစ်လာပါတယ်ခင်ဗျာကျွန်တော်ဒီကိုပောင်ဝင်းကျင်းမှာတွေ့ကြုံနေရတဲ့ကျမကြီးနဲ့နှီးနွယ်သေးရောလူမကြီးနဲ့နှီးနွယ်တဲ့ကျမကြီးလုပ်ငန်းတွေလူမကြီးစောင့်ရှောက်မှုလုပ်ငန်းတွေကိုတက်ဖွန်းကိုအင်အားရှိသူတွေဆက်လက်ပြီးတော့ကုညီဆောင်ရွက်နိုင်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မှုတွေပုံပုံထပ်တန်းလာပါတယ် ဘယ်လိုပဲပြောင်းလဲမှုတွေဖြစ်နေပါစေကျွန်တော်ပြည်သူတွေအားလုံးရဲ့ပြောင်းလဲမှုကိုကျွန်တော်ပြည်သူတွေအားလုံးကပဲဝိုင်းဝန်းပြီးတော့တပိုင်းတနိုင်ကိုပံ့ပိုးချက်မှာပရိုက်တာလုပ်တဲ့လုပ်ချင်းအားဖြင့်ကိုယ်နိုင်ငံဖွံ့ဖြိုးဖို့အတွက်ကိုကျွန်တော်အားလုံးဝိုင်းဝန်းပြီးတော့ကူညီကြပါလို့တိုက်တွန်းလိုပါတယ်။ကိုကြီးကမရှိဘူး။ဆောင်းတော့ရှိရှိမရှိရှိဆောင်းကုပေးမှာ။နော်ဆောင်းတော့တရက်၂ရက်၃ရက်၄ရက်၅ရက်ဆေးရုံ၅ရက်လောက်စားတော့ပြီဆောင်းခါမပေးနိုင်ဘူး။အစင်း၃လေးလောက်ဖြစ်လာပြီဆိုရင်ဆရာကအန်ရည်နဲ့ရှိတယ်။အဲ့နေ့နေလောက်ဆက်လိုက်ပါနော်။ ကျင်းလို့ဟာဒီကိုကိုကျန်တဲ့လူနာကောင်းတွေတို့ဒါကိုလော်ရေးကန်တွေကစောက်မို့တာလဲကျန်တဲ့ဟာစေးကူတာနဲ့ဟိုကနေဆက်လို့လုပ်ပေးနိုင်တယ်နော်နေဆရာမမေဆုံးတာသုံးနှစ်ပြည့်နော်လုံးခဲ့တဲ့သုံးနှစ်ကဆရာမိုးညို့မှာမျိုးနဲ့ဆရာမဖြစ်တော့ဟာအမမမေရအမဆုံးသွားတာနေဆုံးတာနေမမေမိအောင်မမီဘူးအသက်မမီဘူးဆက်တနာနေမမေရပြီလားအခုခါမှာတော့ သူဟာဒီတန်မိုးတင်ညစာကိုအခြေပြုပြီးဆေးရုံရဲ့အာဟာရဌာနမနက်စာကို အလှရှင်မှုနဲ့နေ့စဉ်ကျူးနေနိုင်ပြီးဖြစ်ပါတယ်။တကယ်တော့သူဟာအင်ကူမျိုးရဲ့တန်မိုးတင်ညစာတဲ့မဟုတ်ပါဘူး။တနိုင်ငံလုံးရဲ့တံပိုးတင်ညစာတွေဖြစ်လာဖို့ကိုမျှော်လင့်စိတ်ကူးထားသူသာဖြစ်ပါရဲ့ရှင်။ဟုတ်ပါတယ်။